ိတ်ဆွေဟာဝိပဿနာတရားကိုခုအာမထုံရင်ထားပါဒါပေမဲ့မိတ်ဆွေအနေနဲ့အာထုတ်ကိုထုတ်ကမယ်ဆိုတဲ့အချိန်ရောက်ရင်ထူးဆန်းတဲ့နမိတ်တွေပြတတ်ပါလိမ့်အဲ့ဒီလူရဲ့အချင်းစရိုက်ပေါ်မူတည်ပြီးတန်ဝင်ကညံရအောင်နမိတ်ပြတတ်ပါလိမ့်ကိုကခေါင်းမာတဲ့စရိုက်ရှိတယ်အလုပ်တစ်ခုလုပ်ရင်အချိန်ရန်ဆွတ်တတ်တယ်လောက်စရာရှိချက်ချင်းမလုပ်တတ်ဘူးအချိန်နီးကမ လော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 ထားလုပ်တဲ့ခြင်းရှိတယ်လောက်ပြီဆိုလည်းမပြီးမချင်းမရက်တော့ပဲအောင်မြင်တဲ့အထိဇွဲမလျှော့ပဲအစွမ်းကုန်ကြိုးစားတတ်တယ်ကိုတော့ကအိမ်မက်လူတို့ပြင်လူတို့တရေဝဉ္ကြီးအရေးမဲတွေမကြခဏမြင်ရပါတယ်အိမ်မက်ထဲမှာပဲအဲ့ဒီຢာတွေကိုဖះကားတရယူပြီးထွက်သွားအောင်နှင်ထုတ်ပေမဲ့ဘလို့မှမရပါဘူးတမိုရီကာရာကိုသက်စီအမြဲယူတယ်လို့အိမ်မက်ထဲမှာဒီကာရာနဲ့ပဲတရေကိုနှင်ထုတ်ပေမဲ့ဘလို့မှမနိုင်တော့လို့တရဏဂုံထရုပ်ကြည့်တယ်သူစနာအိမ်မက်ထဲမှာတရဏဂုံလုံးဝယူမရဘူး ဗုဒ္ဓံတရဏံကိစ္ဆံမိကိုနှုတ်ကယူဖို့ပါဇက်ဟလို့မရတော့ဘူးဝိညာဉ်တရားတွေအတင်းပဲလာပုကတဲ့ကိုယ့်ရဲ့ကိုယ်တွေကဝိညာဉ်ကိုပါအတင်းဆွဲထုတ်ပြီးတခြားကဘာတွေခေါ်သွားခံရတော့မလို့လို့ခံရတယ်ခန္ဓာကိုယ်ကကျင်ဆက်နဲ့အတုခံရတယ်လို့ဖြစ်တယ်အဲ့ဒီချိန်စိတ်ကအပြည့်ကိုနိုးထလာပြီးအခန်းကိုပြန်မြင်ရနေပေမဲ့ကိုယ်ရုပ်ထဲဝိညာဉ်ကပြောင်းဝင်မရတယ်လို့မျိုးဖြစ်နေပြီးချက်ချင်းထပြီးခန္ဓာကဆွဲဖွင့်တာ လက်ကတကားကိုလုံးဝကန့်မရတော့လို့ထိတ်လန့်သွားပုံတယ်။နံလွတ်နေတဲ့သမျိုးသဘောပေါ့။ဖះကတော့ယုတိရတော့လို့နောက်ဆုံးပြောရမယ်ဆိုရင်တော့တရားကိုတော့မှနှလုံးသွင်းရတော့တဲ့ချိန်လေးဖြစ်လာပါလိမ့်။ဝင်လင်ထွက်လေကိုသတိကမှတ်ကြည့်တဲ့အခါနှခေါင်းမှာနှုတ်လုံးနဲ့ထိနေတဲ့အသေးသတိကို သိတာနဲ့ချက်ချင်းယုံနဲ့ကတ်သွားပြီးပြန်နိုးထလာလို့ရသွားပါလိမ့်။ တခါမှဒီလိုမဖြစ်ဘူးလို့အရန်ထိတ်လန့်ရပါလေ။အဲဒီနောက်ဖះရှိကိုရင်ပဋ္ဌာန်းတွေရုပ်ဖတ်မရတော့ပဲပါဇက်အရန်လေးလာပါလေ။ပဋ္ဌာန်းစာတွေကိုကြည့်တဲ့မျက်စိတွေကမှုံဝါဖြစ်လာပြီးလုံးဝထပ်ရုံမရတော့ဘူး။ပဋ္ဌာန်းရုံမရတော့လို့တရဏဂုံပရိပြောင်းစိတ်ကြည့်ပေမဲ့အဆင်မပြေဘူး။ဘုဒ္ဓံတမန်တန်ခံတရဏဂစ္ဆံမျိုးကိုရစ်တာ။နောက်လုံးကတန်ခံတရဏဂစ္ဆံမျိုးနဲ့ခြောက်ဖို့ပရိလုံးနေခဏခဏမှားနေလို့ကိုယ်ပဲပြည့်တဲ့အထိစိတ်လို့မရနိုင်ပဲဖြစ်နေပါလေ။ဖះစာတွေရုပ်ဖို့စိတ်ကြည့်လင်းမှုမရှိတော့လို့တရားပြန်ထိုင်ကြည့်တယ်။ တရားခဏပဲမှတ်ရသေးတယ်။ရုပ်တရက်ကိုကိုနောက်ကိုဆွဲလန်ချလိုက်ရသလိုချိန်လဲပြီးလန့်ကြသွားတာခဏခဏပဲ။ဖះစားလည်းယူမရတရားလည်းထမ်းမရဖြစ်လို့စိတ်တွေကြောင်ချောင်ချားဖြစ်လာပြီးညလည်းအိပ်မရတော့ပဲ။ပထမပဲတညလုံးဖွင့်တော်ထောက်ခဲ့ရတယ်။ဒီနေ့နေခင်းချင်းအိယာမခဏမေးနေရင်အယုံထဲမှာခွေးနဲ့တကောင်ပေါ်လာတယ်။အိမ်မက်မနေတာလား။အဲ့လိုလည်းမဟုတ်ပြတကယ်ကိုမြင်နေရတယ်လို့ပါ။အဲ့ဒီခွေးနဲ့ကြီးဟာအနားတစ်ဖြည်းဖြည်းလန့်လာပြီးရမ်းမှုပြီးတော့သွားဖြစ်နာဖြစ်လုံနေတဲ့ချင်း ြောက်စိတ်ကိုလျှော့ပြီးခွေးကိုပြန်ချော်လို့ခွေးကောင်းကိုကင်မလို့လက်ကိုလှမ်းတဲ့ချိန်မှာခဏပဲတယောက်ကကိုယ့်ကိုခွေးနဲ့ဝေရအတင်းဆွဲခေါ်တော့ပြီးရုတ်တရက်ပြန်နိုးထွားသွားပါလေကိုယ့်ရဲ့အဆောင်ရှောက်လည်းဖြစ်နိုင်ပါလေအဲ့ဒီလိုချင်ရန်ကြောက်စိတ်ဝင်လာပြီးမကောင်းတဲ့အာယုံနမိတ်ကြီးတွေခဏခဏမြင်နေလို့ငါတရားစကန်ဝင်မရမယ်ဆိုတဲ့အသည့်တရားဝင်သွားခဲ့တဲ့ မကောင်းတာမြင်လာတော့ဘေးနေလိုက်မိတဲ့အခါသူများမကောင်းတဲ့အောင်းနှင်းနီးနဲ့ပြူစားထားတာတွေကတော့ဘွဲတော့မပေးလို့အဆောင်ရှောက်တိုက်တွေကလည်းအရန်စိတ်ဆိုးပြီးပြန်ခေါ်ဖို့ကြိုးစားတာတွေအများကြီးပြောကြပါတယ်ရဲတရားတွေကုန်လိုက်ချိန်ပြီးမှအဆင်မပြေခဲ့လို့တရားကိုမဖြစ်ဖြစ်အောင်ပြန်ထိုင်ဖို့စိတ်တုံ့နှုံချလိုက်ပါတယ်တရားပြန်ထိုင်ဖို့ဆုံးဖြတ်ပြီးတာနဲ့မကြမီလောကိစ္စပေါ်လာတယ်ထိုင်းနိုင်ငံကပွဲတပွဲထောက်ဝင်လာလို့နိုင်ငံခြားပွဲလူတိုင်းဆိုရင်ငွေတွေအများကြီးရတာမို့ငွေလိုချင်တဲ့လောဘလည်းရှိလို့လက်ခံတယ် နောက်ထပ်စံအလောက်နေသွားမလို့လို့လေရင်လက်မဖြတ်ပြီးမသွားမီရိတ်တာမှာ၁၀ရက်လောက်တရားအားထုတ်ဖို့ပြင်ဆင်ခဲ့ပါလေရိတ်တာသွားဖို့အဝယ်စားတော်ထုတ်ပုတ်ပြီးတာတိုက်ဆိုင်မှုတွေကလည်းတရားစခန်းသွားလို့မရအောင်တောင်းစီနေသလိုမျိုးတခြားနေရာမှာထပ်ပြီးတော့အလုပ်တွေပေါ်လာတယ်အဲ့ဒီလိုလက်ခံပြီးရင်ထပ်သွားမယ်လေလို့စိတ်တုံးချပြီးအဲ့ဒီတပွဲနဲ့ထပ်လက်ခံတယ်အဲ့မှာလက်ခံပြီးညအဲ့တော့ညသကောင်ရံမှာထိတ်လန့်စရာအရေးကြီးကအနားမှာထွက်လို့ခေါ်လာပြီးကိုယ်ကိုစွဲချီခေါ်မှသွားတယ် ဘလုံးမကုကုကမကောက်ဝင်နေတော့ပဲအတန်ကုန်အော်ဟစ်ပြီးပြန်လှုပ်ဖို့ငွေတောင်းပန်ပြီးရုတ်တရက်လန်နိုးသွားတယ်။နော်ဦးလာတော်မှာရှင်တထိတ်နဲ့တန့်ပြီးငိုနေရတော့ပဲတဲ့။ငါတရားလို့ဖို့တရေပြီးတရက်အချိန်ဆွဲလို့မရတော့ဘူး။အင်ပြေရောက်တာနဲ့ချက်ချင်းမဖြစ်ဖြစ်အောင်သွားမယ်လို့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချလိုက်ပါလေ။အင်ရောက်တော့တညမှာကောင်းကင်ပေါ်မြင်းဖြူရထားနဲ့ယောက်ျားတယောက်လာခေါ်တာမျိုးကိုကမြင်းပေါ်တမှုပြင်တော့အရင်မဲနဲ့ယောက်ျားကတက်မရအောင်ကို့ကိုတင်းဆွဲချ။မအောင်မြင်မဲ့မြင်းပေါ်လိမ့်ချသွားပြီး ကိုကမြင်ရတာပေါ့အောင်မြော်တက်နိုင်ခဲ့ပြီးကောင်းကင်ပေါ်ပြတ်တက်သွားခဲ့တဲ့အဲ့အဲ့ဒီအိမ်မမဗီတာနဲ့စိတ်တွေဟာတင်းကြီးအေးချမ်းလာပြီးထိတ်လန့်စိတ်တွေအများကြီးလျှော့သွားပြီးတော့တရားစခန်းအောင်မြော်ဝင်ရောက်နိုင်ခဲ့တယ်ဆိုပါလေတရားလုံးမဲ့သူတွေကိုမန်မာနက်ကနှောက်ရှက်တားဆီးတပါတယ်အရေးမဲဆိုရလဲမာနက်ဖြစ်နိုင်ပါလေရေးသားရောက်တဲ့အထိအဲ့ဒီရေးမဲဟာပုံစံမျိုးဖန်ဆင်းပြီးနှောက်ရှက်တာခံခဲ့ရပါပါတယ်သတိရိယသမာဓိအားနဲ့သာဒီနှောက်ရှက်ကိုဖျက်ချနိုင်ခဲ့ပါလေဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ကိုဟာတရားအထုတ်ဖို့ဝိပဿနာတရားကိုမဖြစ်မနေအထုတ်သင့်မဲ့အချိန်ရောက်လာပြီဆိုရင်မကောင်းတဲ့အနေထိုင်ုံတွေမကောင်းတဲ့အိမ်မက်တွေကကိုကိုလွတ်မှုဖြစ်စီတာတယ်စိတ်ထောင်းလို့ကိုကြည့်ဆိုတော့ကိုဟာမကြခဏနေမကောင်းဖြစ်နာတတ်တယ်မတဲ့အိမ်မက်တွေတိုင်းကလည်းမကောင်းတဲ့အိမ်မက်တွေကြီးပဲကိုကိုတရေတစီတွေကနေမျိုးစုံနဲ့ခြုံလန်းတယ်ဝိညာဉ်နှုတ်ကိုကြိုးစားတယ်ခွေးကြိုက်တယ်မွေးကြိုက်တယ်အဲ့လိုမကောင်းတဲ့အိမ်မက်တွေဇတိုက်မြင်လာတတ်ပါတယ်မိတ်ဆွေအနေနဲ့အခုကျွန်တော်ပြောတဲ့မကောင်းတဲ့အိမ်မက်တွေဇတိုက်မြင်လာပြီး တရားလုပ်ဖို့လည်းတခုမဟုတ်တခုက အဖြတ်လိုဝင်နေပြီဆိုရင်တော့သိကြပါတယ်မိတ်ဆွေကတရားအားထုတ်ရမယ့်အချိန်ရောက်ပြီလို့ပြောချင်ပါလိမ့်မဖြစ်မနေအားထုတ်လိုက်ပါလက်ရှိကြုံနေရတဲ့အခက်အခဲတွေအကုန်လုံးပြေပြောက်သွားပါလိမ့်မယ်တရားအားထုတ်တဲ့အခါမှာလည်းအင်မတန်မှသတိထားမယ်အကြောင်းတရားသုံးပါရှိတယ်ဝိပဿနာသုံးမျိုးတဲ့ဝိပဿနာတရားအားထုတ်ရမှာသုံးမျိုးသုံးစားရှိပါတယ်ဒုံဘလဝိပဿနာတရုံနဝိပဿနာဘလဝဝိပဿနာတဲ့ ဒုံပလဝိပဿနာဆိုတာကလွဲမှားတဲ့ဝိပဿနာမျိုးပါတယ်။နိဗ္ဗာန်ရောက်ဖို့ဝေးစွာနိဗ္ဗာန်နဲ့ဖီလာဆင်ကျင်တာကိုသတိပြုရပါတယ်။အကျင့်ပုဂ္ဂိုလ်ဟာဝိပဿနာအားထုတ်တဲ့ဆိုတော့ညာလည်းပဲဆရာမရှိကိုယ့်ဘာသာကိုလူထင်ကြီးအောင်လူကြားသူကြားတဲ့အားထုတ်တရားထိုင်တကူကြီးဖျားပြောင်းပါလူရှိသူရှိအားထုတ်ဒီလူတွေဟာစိတ်ညာရဲ့မှာအားမထုတ်တတ်ကြဘူး။ဒီလူတွေကိုဒုံပလဝိပဿနာလို့ခေါ်ပါတယ်။တရားဆိုတာစိတ်ညာရင်မှာ မြတ်စွာဘုရားသခင်ကိုရောင်ကြီးတော်မှာအားထုတ်ခဲ့တာပဲဖြစ်ပါတယ်။တရားရှာကိုမှတွေ့ဆိုသလိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပဲအဓိကအယုံဆိုင်ပြီးတရားအားထုတ်ရတာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့တလုံနာဝိပဿနာတဲ့ဒီပုဂ္ဂိုလ်ကတော့ဝိပဿနာအားထုတ်တဲ့ဆရာသမားကစေခိုင်းလို့ဘရားကြောင့်သာအားထုတ်တယ်။ဝရိယတော့မရှိဘူး။တိုက်တွန်းလို့သာလုပ်တယ်။ကိုယ်စိတ်ဆန္ဒပါလို့မဟုတ်ဘူး။ဒီလူတွေဟာဝိပဿနာအားထုတ်တာအမြင်သာရှိပြီးတကယ်တမ်းမှာတော့ တမထမြတ်တာဖြစ်ပါတယ်ဉာဏ်နဲ့ဝိရိယမပါလို့ဝိပဿနာလုံးဝမဆိုင်ပါဘူးဒီလူတွေဖို့အားထုတ်ပါများရင်တရားဖြစ်ပေါ်ပြီးဉာဏ်ဝိရိယဆိုင်တဲ့အခါနိဗ္ဗာန်ကိုတစ်ချိန်မျက်မှောက်ပြနိုင်ပါသေးတယ်ဒီလူတွေကိုတော့တလုံးနောက်ဝိပဿနာလို့ညီပေးပါတယ်နောက်တစ်မျိုးကဘလဝဝိပဿနာတဲ့အကျင့်ပုဂ္ဂိုလ်ဟာခန္ဓာရသည်သမျှဆင်းရဲနေအောင်ပါကိုစင်ကြင်ပြီးခန္ဓာဖြစ်ခြင်းအကြောင်းကိုရှာဖွေပြီးခန္ဓာအသစ်ပြောင်းမဖြစ်အောင်ခန္ဓာချုပ်ချောင်းကိုအားထုတ်တယ် ခန္ဓာချုပ်ရဲ့ငြိမ်းအမယ်ကိုယုံကြည်ပြီးတော့အားထုတ်တယ်ဉာဏ်နဲ့ဝိရိယကိုအဆုံးစုံဆုံးအသုံးပြုတယ်ဒီလူတွေအားထုတ်တဲ့ဝိပဿနာဟာနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ဘလဝဝိပဿနာမြင်ပါတယ်ဒါကတော့ဝိပဿနာသုံးမျိုးပါတရားအားထုတ်လို့တည်းအင်မတန်သတိထားမယ်အကြောင်းတရားတွေပါတရားအားထုတ်တဲ့အခါဘလို့ကောင်းကျိုးတွေရှိလဲဆိုတော့အထိုက်လျောက်သိမြင်တဲ့အခါမှာအရှင်းလက်လက်ဘုရားပြောင်းသွားပါတယ်ဆရာတော်ဘုရားတစ်ပါးကမေးမှုပါတယ် တရားအားထုတ်တဲ့ပုံကူတွေအရှင်လက်လက်ကဘွားပြောင်းသွားတယ်လို့ပြောတဲ့ချာဘူးတော့မေးလျှောက်တယ်ဆိုတော့ဒါဆိုမှန်တယ်လို့ကိုကပြောင်းသွားတာပေါ့ကိုစိတ်ကပြောင်းသွားတာပါတရားထန်နေဆိုတာစိတ်လို့ပါငကိုမသိတဲ့လူတယောက်ကသိတဲ့သူဖြစ်သွားတယ်မကျင့်သေးတဲ့လူတယောက်ကကျင့်တဲ့ဘွားရောက်သွားတယ်အသိမရှိသေးတဲ့သူကအသိရှိတဲ့ဘွားရောက်သွားတယ်တရားမရှိတဲ့ဘွားကတရားရှိတဲ့ဘွားရောက်သွားတယ်အသိဉာဏ်ပြောင်းလို့သူတို့ကောင်းဘွားရောက်သွားတယ်ကိုယ်နဲ့နှုတ်လဲစင်ကြယ်မှုရသွားတယ်စိတ်တွေလည်းစင်ကြယ်အောင်အေးချအောင်နေတတ်သွားတယ် တရားမရှိတဲ့ဘဝကနေတရားရှိတဲ့ဘဝကိုပြောင်းသွားပါလေဒါကတော့ကျေးဇူးတော်ရှင်ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့နှုတ်ကပတ်တော်ကမြို့ကြားတဲ့မောဟဩဝါဒများထဲမှာအကုန်လုံးဖော်ပြခြင်းဖြစ်ပါလေနားဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ